ဖွဲ့ခွ600လောက်ဝယ်ပြစ်တယ်။နောက်စက်သားဓာတ်ပေါက်လည်း600လောက်ဝယ်ပြစ်တယ်။အခုညနေပိုင်းမှာတော့ကျွန်တော်တို့ကာလာဒါနာအဖြစ်ကျွန်တော်တို့အိတ်ဒီလေးတွေတောင်းကြောကျွန်တော်တို့ဝယ်ပြစ်ပါတယ်ခင်ဗျာ။သူတွေလို့ဖို့ကြာရှိနေရလို့ပဲမတို့ဟိုသဘောထားပါတယ်ဘောနော်အဲ့ကကြတော့မတို့ကလည်းဒီကိုရီးယားနေရချိန်မှာပို့ပို့ပြီးတော့ကုသိုလ်တွေကိုဘေးနာပတ်ဝန်းကျင်ကလူတွေအားလုံးတက်ကိုမတို့ကုသိုလ်ကူတာပေးရဖြစ်ပါတယ် ရောင်းရတာကိုကျွန်တော်တို့ဦးစားမပေးပါဘူးဟိုအဓိကချက်ကတော့ကို customer တွေသူတို့များငွေများလိုအပ်နေမလားပြန်ရောင်းဖို့များလိုအပ်နေမလားဆိုတဲ့ဟာကိုဖြည့်ဆည်းပေးတာပါ စလောက်ကြတဲ့ကပေါ့နော်ကျွန်တော်တို့ဒဝင်စိန်တိုင်းမိသားစုကတော့ဘာဖြစ်ကိုကိုမျိုးလည်းအထင်သာသွားတယ်ပေါ့ကျွန်တော်ငယ်ဘေးဒုက္ခခံစားရတယ်လို့များတယ်ဆိုတော့ကျွန်တော်လူရစ်ပါတယ်ကန်တော်တရီဆေးုံလည်းကျွန်တော်တို့လူရစ်တယ်အာကျွန်တော်တို့စိတ်မမ်းမမလဲကျွန်တော်တွားပြီးတော့ထမင်းတုတ်တွေဝေတယ်အဲ့ဒီအနေမှာအခုကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့26ဘီလန်တော်ဝင်စိန်တိုက်ကတော့ဘိုင်းဖြစ်ငရင်တန်းနည်းနည်းခံရတဲ့ခါကျကျွန်တော်တို့ အအခြေသာပြုပြင်တာဖြစ်တဲ့အတွက်ဒီနေရာအခုလမ်း80အဲ3133ကြားကိုကျွန်တော်ရွှေ့လာရပေါ့နော်ခဏဒီ customer တွေအတွက်ကိုကျွန်တော်တို့ customer service ပေးဖို့ရွှေ့လာတယ်ဆိုတော့ကျွန်တော်တို့ဒီမှာလည်းဖွင့်ပွဲတွေဘာတွေတော့မလုပ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ငရင်ထိထားတဲ့ကျွန်တော်တို့ပြည်သူတွေအတွက်ကိုကျွန်တော်တို့မနေ့ကလည်းအဲကြံရည်ကြံရည်အခွက်ခွက်600လောက်ဝယ်ပြစ်တယ်နောက်စက်သားတံပေါက်လည်း600လောက်ဝယ်ပြစ်တယ်အခုညနေပိုင်းမှာတော့ကျွန်တော်တို့ အင်ကြီးလေးတွေပေါ့နော်ကျွန်တော်တို့ငင်းဘေးတင်းတဲ့လူတွေရောဘာဖြစ်တော့ကာလာဌာနဖြစ်ကျွန်တော်တို့အင်ကြီးလေးတွေတထောင်ကျော်ကျွန်တော်တို့ဝေပစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာအရန်ပီဒီဖြစ်တဲ့ကိုရီဟိုဘယ်တော့ကိုရီကမနက်ဆို7:00နာရီလို့ပြောထားပေမဲ့သူက ပုံနာကြီးလောက်ကြီးကလာစီနော်ကိုကဟိုကန်ကောင်းတာဒီကဒီနေ့ကနေမပူတာတော့ကန်ကောင်းတာကိုကတော့ဟိုလာစီရဲလူတွေကြားရဖြစ်မှာစိတ်ပူတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအုံးကြွကြက်လာရတဲ့ခါကျတော့အရန်လက်ပီတီဖြစ်ရပါတယ်ဟုတ်ကဲ့မအားလို့ဆိုလဲအခက်ခဲရမျိုးမျိုးပေါ့နော်ဘေးမျိုးမျိုးခက်ခဲမျိုးမျိုးကြုံခဲ့ရတယ်ဒါပေမဲ့ဒီချိန်မှာကိုတွေကဒီလို ကြမ်းရှိနေတာဆိုတာကုသိုလ်တွေလုပ်ဖို့ကြမ်းရှိနေလို့ပဲမတို့ဟိုသဘောထားပါတယ်ဗောနော်အဲ့ကကြတော့မတို့ကလည်းဒီကိုရီကျန်နေတဲ့အချိန်မှာပို့ပို့ပြီးတော့ကုသိုလ်တွေကိုဘေးနာပဝင်ချင်းကလူတွေအားလုံးတက်ကိုမတို့ကုသိုလ်ပူတာပေးရဖြစ်ပါတယ်ဟုတ်ဝင်စိတ်တိုက်ကတော့ ဒါဖွင့်လာလဲအနည်း40ကျော်ပါပြီအဖိုးလက်ထက်ကနေအမေဖေလက်ထက်အမေဖေလက်ထက်ကမှကျွန်တော်တို့လက်ထက်ပေါ့ကျွန်တော်ရဲ့တက် generation ပေါ့ကျွန်တော်လက်ထက်ကမှကျွန်တော်တူမလေးလက်ထက်48ပြီပေါ့တီထောင်လာတဲ့စိန်တိုက်တွေစတီထောင်လာတဲ့လူတွေထဲမှာကျွန်တော်တို့ကထိတ်ဆုံးရပေါ့เนาะပထမဦးဆုံးဖြစ်တာပေါ့အဲစိန်တိုက်ပြုပြင်နေတဲ့အချိန်မှာလဲကျွန်တော်တို့ရဲ့ customer တိတ်ခဲခေါ်တာပေါ့เนาะဒါလုံးဝ international တန်းမှာလဲဒီလို branded ဆိုင်ကြီးတွေက ကို customer မလိုအပ်မလဲဆိုတဲ့ဟာကိုကြည့်ပြီးတော့ချက်ချင်းလက်ငင်းကိုတခါတော့ဝုန်းဆိုပြီးတော့မှချက်ချင်းပေါ့မူလပုံစံအတိုင်း customer ကိုစာပေပေးနိုင်တဲ့အနေထားကိုကျွန်တော်တို့ကဒါပြန်လဲတိဆောက်ပေးတယ်ပေါ့ဒါမှလည်းကျွန်တော်တို့ရဲ့ဟို customer တွေကကျွန်တော်တို့စိုင်ရဲ့အာဒါဟိုအမခံကျဲခိုင်မာမှုအကုန်လုံးပေါ့နော်သူတို့ဒီ service ပေးမှုဒါတွေအကုန်လုံးကိုသူတို့ရရှိခံစားမှာဖြစ်တဲ့အတွက်ကျွန်တော်က အကောင်းဆုံးလုပ်ပေးထားတာပါဟုတ်ကဲ့ပါဗျာကျွန်တော်တို့တော်ဝင်စိန်တိုက်ကတော့ချိန်မြေးပြန်လဲပြန်ရောက်အာမခံမာဒီဆိုပြီးတော့အမြဲတမ်းရေးထားပါတယ်။ဘာမှ30ထုတ်လို့မရရင်ပဲတော်ဝင်စိန်မှာ30ရောက်လာရောက်နေချက်ချင်းပေးပါတယ်။ဟောဆို ကျွန်တော်တို့ရဲ့ဒါစိုက်ရဲ့အဓိကအမခံချက်ကိုထိန်းတဲ့သဘောပေါ့နော်ဒါကျွန်တော်တို့ရဲ့တော်ဝင်စင်တိုက်ကတော့ဘလို့ခြေနေရရောက်ကျွန်တော်တို့ရဲ့ customer တွေရောင်းညင်တယ်လဲကျင်တယ်ဆိုရင်ချိန်ပြေး5မိနစ်တွင်ဖြစ်အောင်လှုပ်ပေးပါတယ်ဘာလို့ဆိုတော့အထားလဲကျွန်တော်တို့စိုက်ရဲ့ဒါအာတာချက်တစ်ရက်ပေါ့နော်အခုလဲအော်ငရင်ဘေးမှာတော့လူတွေအကုန်လုံးကတော့ပြန်လေတိဆောက်ရေးလုပ်ငန်းကိုလုပ်ရတဲ့အခါမှာငွေလိုကြပါတယ်အဓိကချက်ကိုကျွန်တော်စိုက်အမြန် ပြန်ဖွင့်တယ်ဆိုတဲ့အချက်ကလည်းဟိုရောင်းရတာကိုကျွန်တော်တို့ဦးစားမပေးပါဘူးဟိုအဓိကချက်ကတော့ကို customer တွေသူတို့များငွေများလိုအပ်နေမလားပြန်ရောင်းဖို့များလိုအပ်နေမလားဆိုတဲ့ဟာကိုဖြည့်ဆည်းပေးတာပါ တဲ့အနေနဲ့ဒါအခုကလည်း80မှာဖွင့်ထားပါတော့မတော်83လမ်းမှာလည်းထပ်ပြီးတော့ဖွင့်သွားဖို့ရှိတယ်ပြီးတော့ဟိုဘက်ကလည်းမတော်ကပြန်ပြင်နေတယ်ဒီကြားထဲမှာလည်းမတော်ဒီရောင်းရတဲ့ဒီတော်ဝင်စတိတ်ကတော့အများနဲ့တော့လူနေတာပေါ့နော်အမားတို့လူတန်းနေရဆိုလဲဒါမတော်ဆိုင်ကုန်အားပေးတဲ့ customer ရဲ့အဟိုအလူလဲပါပါတယ်ပေါ့နော်ဟိုမတော်ကတော့တောက်လျှောက်ကတော့ဒီဘက်ကဟိုဆိုင်အတွက်လည်းကိုလုံးဆိုင်ရှာရီလောက်သွားမယ်ဒီလူတန်းအတွက်လည်းမတော်ကိုလုံးဆိုင်ရှာရီလိုတဲ့နေရာမှာလူတန်းသွားမှာဖြစ်ပါတယ်ရှင့် 2025ရခိုင်နှုန်းရဲ့အထက်ကဘာဖြစ်ငရင်ဘေးတင့်ကြရတယ်ပေါ့တင့်ကြရတဲ့အခါမှာအကုန်လုံးကတော့လက်ညီလက်ညီလေးပဲဘဒူဘဒူပဲတွေ့တွေ့တွေ့တဲ့အချိန်မှာစာအဘိစကားပြောကြပါပေါ့နော်တစ်ချက်နှစ်ချက်ကတော့ကုညီလို့ရတဲ့လောက်ကုညီကြပါသုံးချက်ကတော့ကျွန်တော်ပြောချင်တာတော့တတ်နိုင်တဲ့လောက်ကလေးပေါ့ဘာလေးလှူလှူပေါ့တောင်းတောင်းလှူတန်းကြပါပေါ့ဒါလေးတော့ကျွန်တော်စကားလက်ဆောင်လေးပါချင်ပါတယ်ဘာလို့ဆိုတော့အများတန်းကျွန်တော်လိုင်းပေါ်မှာလည်းတက်ရေးကြပါတယ်ဟိုမန်လေးမြို့သူမြို့သားတွေအကုန်လုံးကနည်းနည်း ဟိုဒီချိန်မှာတော့နည်းနည်းလေးဟိုနည်းနည်းကြောင်တောင်ဖြစ်နေတယ်လို့ပဲလို့ပဲဟိုပြောပြီးတော့အပိစကားများများပြောကြပါဗောဒါလေးတော့ကျွန်တော်စကားလက်ဆောင်ပါတင်ပါတယ်ဟုတ်ကဲ့ပါ